တကယ်ဟိုညာဘက်ကျတော့တခါမှဘိုးကမှအဲ့လိုတရေလည်းမချောက်ခံရအောင်အိမ်မက်လည်းမမက်ဘူးပါဘာဒါပေမဲ့အဲ့ဒီအဲ့ဒီကားရိုက်ပြီးအဲ့လိုပြန်ပြီးရေမချိုးတဲ့နေ့မှာပဲချို့ဘုခစီလည်းပင်ညက်တာအိမ်မက်ထဲမှာလုံးဝအသက်ရှူလို့လုံးဝမရအောင်တော်တော်အဲ့ဒီအဲ့ဒီအဲ့ဒီကာရိုက်တာကောင်းပါလေအဲ့ကောင်မလေးရိုက်ရအဲ့ကောင်မလေးကလာအိမ်မက်ပေးရဆိုအဓိကတော့သူအမြတမ်းလိုချင်လို့ထင်ပါရဲ့ချူးထင်တာအမြတမ်းလိုချင်လို့သူသူတကယ်ဒါတကယ်ဖြစ်ရမှန်ကားကိုကားဆိုသူတကယ်လည်းဖြစ်ခဲ့တာဆိုမချွတ်သေးဘူးထင်ပါ ဂျူလိုင်ကာရိုက်တာပေါ့နော်ရိုးရိုးအေးအေးလေးပဲဖရာတရားသမားလေးပေါ့အဲသူအချစ်နဲ့တွေ့တဲ့အခါမှာကိုချစ်သူ လမ်းမမရအောင်လို့အဲလမ်းမှန်တဲ့ပြီးတဲ့ကောင်မလေးနေရာနေပေါ့မြေဆောင်ရေနဲ့လမ်းပြလေးနော်မြေနဲ့တော့လမ်းပြလေးဘလောက်တော့လမ်းပြမှာပြောပါဦးအော်ဒီထဲမှာဘလောက်တော့လမ်းပြရမလဲဆိုတော့ကိုချစ်သူကိုချစ်တဲ့အပြင်မှာသူ့ရဲ့တငယ်ချင်းတွေကိုပါလိုက်ချစ်ပေးပြီးသူ့ရဲ့တငယ်ချင်းတွေကိုအကုန်လုံးကအကုန်လုံးကို support ပေးရအောင်ကိုချစ်သူကငါးပါးတည်လာတော့မသိဘူးအာဟုတ်တယ် ဆိုတော့ तू तू ငါမသိလားမသိတာကိုလဲကိုယ်မသိခဲ့တာလေတရားဟောရလေအဲဒီကအဲကိုယ်ဖရားတရားသူ့ကိုလမ်းပြပေးလမ်းပြပေးတဲ့သူဆိုပေမဲ့ဒီထဲမှာအဲ့လိုတရားဟောပြီးတော့သုံးမရတဲ့ဟာတော့မပါပါဘူးဟုတ်လားအာဒီကားလေးကကျူးစွတ်တဲ့ပြောရမယ်ဆိုတော့အပြင် character လေးအတိုင်းပဲကျွန်တော်အပြင်မှာလည်းတိတ်ပြီးတော့ စကားသိပြောလေးပြောတာမရှိအေးစစ်စစ်ပဲနေရဆိုဒီကားထဲမှာကအဲ့လိုပဲအဲ့လိုပုံစံအေးအေးပုံစံလေးနဲ့ပဲအကုန်လုံးကိုအာဒီဘယ်လိုပြောရမလဲသူချစ်သူနဲ့ပတ်သက်ပြီးတော့တငယ်ချင်းတွေကိုပါအကုန်လုံးလမ်းမမရအောင်ကူညီပေးတဲ့သူတယောက်ပေါ့လေအဲ့လိုတော့မရှိပါဘူး တွေချူးကိုတိုင်းလည်းမကြည့်ရသေးဘူးเนาะဒါပေမဲ့အခုကြည်ပြီးတဲ့သူတွေပြောကြားတဲ့အရတော့တော်တော်လေးကြောက်ဖို့ကောင်းတယ်လို့ကြားရတယ်เนาะဆိုတော့အာဒီကားလေးကဟို horror တစ်ခုတတ်တတ်မဟုတ်ပဲね horror အပြင်ကမှဒါလူပေါင်းလောကမှာဒီဖြစ်ပြနေတဲ့လောဘဒေါသတွေအတော်မတတ်နိုင်တဲ့အခါမှာဘလူတွေလမ်းမရောက်တယ်ပြီးတော့ကိုယ့်ရဲ့ အရင်နှီးဆုံးသူတွေကပဲကိုယ့်ကိုနောက်ဂျော်ဒန်နဲ့ထိုးပြီးတော့ကိုအောင်မြင်မှုအတွက်ဆိုလို့ရှိရင်အရာရာကိုမကြည့်ပဲနဲ့ကိုယ့်အတွက်ကိုကြည့်ပြီးတော့နင်းတက်တဲ့အရာတွေပေါ့အဲ့ဒါတွေကိုတင်ငဲစာတစ်ခုအနေနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်ဟော်ရာတီးတန့်ကြီးတစ်ခုတည်းမဟုတ်ပဲနဲ့ပေါ့နော်အာတင်ငဲစာရမယ့်အရာတွေပေါ့လူလူဘဝမှာဖြစ်ဖြစ်ဖြစ်လေဖြစ်တာရှိရဲ့အရာတွေအများကြီးကြည့်အာတင်ငဲစာရလိမ့်မယ်လို့ထင်ပါတယ်ဟုတ်တယ်မှတ်တရရင်ရှိတယ်ပြောရမှာ ရှင်ရိုင်းနေနေအမှတ်တရလေးလည်းရှိဘူးပါရှင်ရိုင်းနေနေတော့အမှတ်တရထရေဒူးတော့မရှိပါဘူးတချို့တွေဆိုရင်ဒီအာတရေကအထူးသဖြင့်တရေကရိုက်လို့ရှင်တခုခုဖြစ်တာတို့ဘာလို့အဲ့လိုမျိုးတွေရောကြားဘူးတယ်ဗောနော်သူချိုးကတော့မကြုံဘူးပါเออဟုတ်တယ်ဟုတ်တယ်ကိုအဲကျူးပြောရမယ်ဆိုများတော့အပြင်ကျူးလေတရေကတော်တော်များများရိုက်ရတယ် ကျူးစစ်ဟန်ဆိုရင်တရေကမပါမဖြစ်အဲ့ကျူးဒီမှန်တဲ့ကမိမဆိုလဲတရေကပဲအဲ့ထဲမှာတရေပဲပြီးတော့ကိုနေတိုးတို့နဲ့တရေကဆိုတဲ့ကားထဲမှာလည်းတရေကပဲပေါ့နော်ဆိုတော့တော်တော်များများကားတွေကတရေကရဲ့ဟိုတစ်ခါကလည်းမဟာကဒိုးတူပေါင်ဘတ်ဆိုတဲ့ဇလန်တွဲမှာလည်းအဲ့ဒါတရေကပဲတရေကတွေအများကြီးရိုက်ရတယ်ဒါပေမဲ့သူများတွေကြုံကြရတယ်ကိုတယောက်တည်းဘာမှတစ်ခါမှမကြုံဘာမှလည်းမဖြစ်ဘူးအဲဒါပေမဲ့လေမမှတ်ရရဟုတ်တယ်အခုမှသတိရတယ် ချူးလေအဲဒုက္ခမြိုင်ဆိုတဲ့ဇလန်းတွဲအဲ့တော့ရိုက်တော့အဲ့ထဲမှာဒါတကယ်ဖြစ်ဖြစ်ပေါ့နော်အဲ့ထဲမှာတကယ်ဖြစ်ဖြစ်ကောင်ပြန်ရိုက်တာဆိုတော့အဲ့မှာလှော်ကားဥယျာဉ်မှာသွားရိုက်တာသွားရိုက်တော့အဲ့ထဲမှာဒီအဲ့ကောင်မလေးကတနင်းဆိုတဲ့ကောင်မလေးကအာလုံးကြံခံရပြီးတော့ကားတိုက်ပြီးတော့တေသွားတာပေါ့နော်တေသွားတဲ့အခါမှာကျွအဲ့ဒီဥစ္စာကိုအဲ့နေ့ကလှော်ကားမှာမမမရသွားရိုက်တော့အာမိုးတွေကလည်းအရန်ရွာနေ သူကကားတိုက်လိုက်တဲ့ချိန်မှာမြေကြီးကိုလူးလိုက်ရတာဟုတ်လူးလိုက်ရပြီးတော့လော်ကားလည်းအရန်နာမည်ကြီးရလေအရန်နာမည်ကြီးရဆိုတော့အဲ့မှာလူးလိုက်မိရရတဲ့အခါမှာသူကအရန်မိုးအေးတဲ့အခါကျတော့ဇက်ကားရိုက်ပြီးတော့ခြေထောက်လက်တော့ပဲသူကသေးလိုက်တာခေါင်းကနေလောင်ပြီးရေးတွေပါမချိုးလိုက်မိဘူးအဲ့ဒီတိုင်အိတ်လိုက်တာတကယ်ကိုညာဘက်ကျတော့တကားမှဘိုးကမှအဲ့လိုတရေလည်းမချောက်ခံရအောင်အိမ်မက်လည်းမမက်ဘူးပါဘာလဲအဲ့ဒီအဲ့ဒီကားရိုက်ပြီးအဲ့လိုပြန်ပြီးရေမချိုးတဲ့နေ့မှာပဲသူ့ကိုဘုခ္ခစီလဲပင်းညက်တာအိမ်မက်ထဲမှာ လုံးဝအသက်ရှူလို့လုံးဝမရအောင်တော်တော်အဲ့ဒီအဲ့ဒီအဲ့ဒီကာရိုက်တာကောင်းပါလေအဲ့ကောင်ပါလေရိုက်ရအဲ့ကောင်ပါလေလာအိမ်မက်ပေးရဆိုအဓိကတော့သူအများတန်းလိုချင်လို့ထင်ပါရဲ့ချူးထင်တာအများတန်းလိုချင်လို့သူသူတကယ်ဒါတကယ်ဖြစ်ရမှန်ကားဟိုကားဆိုသူတကယ်လည်းဖြစ်ခဲ့တာဆိုမကြွတဲဦးထင်ပါရဲ့အဲ့တော့သူကလာပြီးကုညီတောင်းကိုကလည်းဖရားတရားသမားဆိုကိုကုညီတောင်းတာလားမသိဘူးအဲ့နေ့ကမမေရအဲ့လိုလဲပဲညွတ်တဲ့အချိန်မှာလုံးဝကိုလေ ဘလူးစီးကလည်းကြုံဘူးပါဒါပေမဲ့အဲ့လောက်ကြီးကြီးမစိုးတော့တော်တော်စိုးတယ်လုံးဝမလွတ်တာနော်လယ်ဘင်းညစ်ထားတက်ရှုသိမလို့ပဲအာလုံးဝဗုဒ္ဓံတရံကိစ္စဓမ္မံတရံကိစ္စတန်ကန်ကိစ္စမီရွတ်ခါမှာပဲကိုကိုလှုပ်လို့ရတဲ့အချိန်အာညာညာအဲ့လိုအဲ့လိုပဲကြုံတယ်ဆိုပြီးတော့အာရိုက်တဲ့ဒရိုက်တာကို

ရှစ်ချညောင်းဝင်အဲ့လိုတော့မဟုတ်ဘူးကျတို့ကစကားတကားရိုက်ပြီးဆိုတရေကားရဲ့လို့မဟုတ်ဘူးအဲအကုန်လုံးကတော့ဘာပဲဖြစ်ရဒီကကိုကိုတိုင်းမဟုတ်တဲ့ character တွေမျိုးစုံကိုဒါပြိတက်ကိုချပြရတဲ့အရာဆိုတော့ကရော့ပွဲဆိုတာမြင်အမမြင်အပ်အရာတွေအများကြီးရှိတယ်အဲ့ဒါကြောင့်လည်းကျတို့ဒါစကားတကားရိုက်တော့မယ်ဆိုတရေကားဒီမဟုတ်ဘူး တကားတိုင်းကိုမှကရော့ပွဲပေးဆိုတဲ့အခမ်းအနားကြီးလုပ်ရတာပေါ့လေဒါတိုင်တဲတာပဲဖြစ်ဖြစ်အခုဖျားတွေရောအခုသာသနာပွဲပါညာအကုန်ပွဲတွေအများကြီးပေးရတာဟိုအဲ့ဒါမှလည်းအတိုက်ခိုက်အနှောက်ယှက်တွေမရှိပါလေဆိုတော့ဟိုကရော့ပွဲကတော့အများအနေတော့ပေးဖြစ်ပါတယ်အခုဒီချူးကနာပြောတဲ့ဥစ္စာချူးကိုနိုင်ခံရလို့သူ့ကိုသွားပြီးတော့ချူကကရော့တာလည်းမဟုတ်ဘူးသူ့ကိုကရော့တာလည်းမဟုတ်ဘူးဒီတိုင်းပဲဟိုသွားပြီးဆွတ်တောင်းပေးတာပေါ့အကောင်းရမောင်ရောက်ဖို့အတွက်အဲ့ဒီချူးဆိုးရတဲ့ပုံစံတော့အမှတ်ပြရတော့ပြောပြရတာ ာမှာဒီကညမှာပဲတက်လိုက်စမ်းဟုတ်တယ်ဟုတ်တော့ပါတော့ကိုကြောက်နေရတယ်ပြောတော့ဆရာကလည်းတရားတရားကောင်းအဲသူ့အတွက်လို့အမြတ်တန်းသူ့အတွက်တီးတဲ့အမြတ်တန်းပေးဝေရယ်ဆိုတာတက်ပေါ့လေအေးမကြောက်ဟုတ်လို့လုံးဝမကြောက်အဲ့လိုဖြစ်တာလုံးဝမကြောက်တာနော်အဲ့ဒါကိုလူတကာလိုက်ပြောသေးတာကိုကအဲ့လိုငါဖြစ်ပါတယ်ဆိုတဲ့ဥစ္စာသူများကလည်းအဲ့ဒါနားထောင်ပြီးစက်သိန်းနေဖားနေကြကိုကဘာမှမဖြစ်ဘူးအဲ့လိုအဲ့လို ဆိုတော့ဒါကိုကလည်းဖះတရားသမားဆိုတော့အကောင်းဘက်ကပဲတွေးလိုက်ပါတယ်။အော်ငါ့ကို तू ဖះတရားလုပ်တဲ့သူမျိုးလို့ तू ညတန်းလိုချင်လို့လာပြီးတောင်းလာဖြစ်မှာပါလေဆိုပြီးတော့အဲ့သူ့ဖះမှာအကောင်းမှုကုသိုလ်လေးသူ့အတွက်ကျွတ်လွတ်ပါစေဆိုပြီးတော့သွားပြီးတော့ဆူတောင်းပေးလိုက်ပါတယ်။အဲ့ဒီနေ့မှာပဲအာကွဲသွားပေးတဲ့နေ့မှာပဲအဲ့ဒါကားဘတ်ဆုပ်လိုက်တာအနောက်မှာဓာတ်တိုင်ကြီးရှိတယ်မှန်အနေကြည့်ရေလုံးဝမမြင်အောင်ကိုဆုပ်လိုက်ခါမှာဝုန်းဆိုပြီးတော့တိုက်တိုက်လိုက်မိသေးတယ်အဲ့ဒီနေရာမှာကားတိုက်တယ်သူ့ကိုကတော့ပဲသွားပြီးအဲသွားပြီးတော့ ဟိုကို့အတွက်ပေါ့နော်ကို့အန်ရည်ပြုတ်နေလို့ကတော့ပွဲတက်ပြည့်တဲ့နေ့မှာပဲကာထက်တိုက်ရပြည်ရဟုတ်လားဒီကားမှာဟုတ်တယ်မကုနာပြောတဲ့ခြာလိမ့်နဲ့ပါတယ်ဒါပေမဲ့ကျူကတော့မကြုံလိုက်ဘူးကျူရိုက်တဲ့ဆီမှာမကြုံလိုက်တော့အဲ့ဒီရာသွန်းကလည်းကျူမသိဘူးပေါ့နော် မသိတော့အခုဒါပြိသက်နဲ့အတူတူကြည့်ရမှာဘယ်လိုပုံစံမျိုးကိုဒီဇလန်းထွေမြိုက်ထားလဲဆိုတော့အချို့မသိရဘူးဟုတ်တခါမှတော့မသိဘူးမကြုတ်ဘူးမသိဘူးတဲကားချင်းမကြောက်တဲ့နေမှာပေါင်းမကြောက်ချူကဘာမှမကြောက်ချူကြောက်တတ်တာဘာမှမရှိ အခုဒီပန်ဒိုရာကားလေးကဒီနေ့ကတော့ press show ပေါ့နော်ရှင်တို့ဒီ28ရက်နေ့ဆိုလို့ရှင်မြန်မာတနိုင်ငံလုံးမှာစတင်ပြီးရုံတင်ပြသတော့မှာဖြစ်တဲ့အတွက်ရှင်တို့အကုန်လုံးပေါ့နော်အပိဝင်းရင်ပေးကြပါအောင်ဒီကားလေးက horror movie စစ်စစ်ကိုမှအရန်ကိုကြောက်စရာကောင်းပြီးတော့ဘယ်လိုပြောရမလဲဇလန်းထွင်လာပြီးတော့ပညာဘေးသက်လမ်းသက်ခန်းတွေလည်းပါတာဖြစ်တဲ့အတွက်တေချာပေါက်ကြည့်ရှုသင့်တဲ့ကားလေးတကားပါလို့ပရိသတ်တွေကိုတေချာပေါက်လာကြည့်ပြီးတော့အားပေးကြပါလို့ခြောက်တော့သိခေါ်ပါတယ်ကျေးဇူးပါ